မြစည်းမကထုတ်ဝေလိုက်တဲ့မြမပြည်ရှိစစ်အုပ်ချုပ်ရေးကိုစန့်ကျင်ခြင်း1988 2024မြစည်းမမီဒီယာကြောင့်ပြည်ပတွင်မွေးဖွားပြည်တွင်းတွင်ပိတ်ပင်စာအုပ်ဟာမြမဒီမိုကရေစီလှုပ်ရှားမှုမှတ်တမ်းလဲဖြစ်တယ်လို့နိုင်ငံတကာသတင်းမီဒီယာတွေရဲ့သတင်းစာဆရာတွေကပြောကြားပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့ကနိုင်ငံတကာသတင်းတောင်များအသင်း FCCT မှာမတ်လ17ရက်နေ့ကပြုလုပ်တဲ့အိန္ဒိယလူခွင့်ရေးရှိနေလေဖြစ်စာရေးဆရာလေးဖြစ်သူနန်ဒီတာဟဆာနဲ့မျိုးစိမောက်ကိုပူးတွဲတီထောင်သူဥဆိုးမြင့်တို့ပူးတွဲရေးသားတဲ့ Resisting Military Rules in Burma 1988 to 2024 Stories of Myanmar Media Bonin Aizine Banin Myanmar Sao Mae Sat Pwe ကိုတက်ရောက်လာကြတဲ့နိုင်ငံတကာသတင်းတောက်တွေက အခုလိုပြောကြတာဖြစ်ပါတယ်။ မြစီမာရဲ့26နှစ်သားဖြတ်တန်းခဲ့မှုမှတ်တမ်းစာအုပ်မိတ်ဆက်ပွဲမှာ FCCT ရဲ့ဒုဥက္ကဋ္ဌဂွန်ယောဘင်စင်နဲ့မြစီမာသတင်းမီဒီယာကိုပူးတွဲတီထောင်သူဦးစိုးမြင့်တို့ကဒီစာအုပ်နဲ့ပတ်သက်ပြီးရှင်းပြခဲ့ကြသလိုလက်ရှိຫນွေဦးတော်လိုင်းအင်းမှာမြစီမာရဲ့သတင်းထုတ်လွှင့်တင်ဆက်နေမှုတွေကိုလည်းရုပ်တံမှတ်တမ်းတွေနဲ့ပြသခဲ့ပါသေးတယ်။ မြေစီမာဆိုတာမြမပြည်ကဆေယနာရှင်တော်လန်ရေးတမိုင်းတလျှောက်လုံးနေပါတည်ရှိခဲ့တာဖြစ်တဲ့အတွက်ဒီစာအုပ်ဟာမြမမီဒီယာအတွက်ရောဒီမိုကရေစီလှုပ်ရှားမှုအတွက်ပါတမိုင်းမှတ်တမ်းအဖြစ်ကြံရင့်မဲ့အရာလို့ VOA မြမပိုင်းစီစဉ်ကကိုစောဝင်းလှိုင်ကပြောပါတယ်ဒီစာအုပ်ကကျွန်တော်ထင်တယ်ဒါတမိုင်းမှတ်တမ်းတစ်ခုအဖြစ်နဲ့ကျွန်တော်တို့မြင်လို့ရမယ်ထင်တယ်ဘာလို့လဲဆိုတော့မြေစီမာဆိုတာဒီကျွန်တော်တို့ဒီ မြန်မာဒီဆက်အနာရှင်စနစ်ဒေါ်လာနဲ့တက်တန်းတစ်လျှောက်လုံးနှိပါပေါ့နော် ရှိလာခဲ့တာဆိုတော့ဒီဒီအာနာရှင်ဒေါ်လာရင်းနဲ့အတူဒီမြစည်းမားရှိနေခဲ့တယ်ဒီစာအုပ်ကလည်းမြစည်းမားသမိုင်းဖြစ်တယ်မြစည်းမားနဲ့အတူတူဒီဒီကာလာကြီးကိုဖြတ်တန်းခဲ့ကြတဲ့လူတွေရဲ့သမိုင်းတွေလည်းပါတာပေါ့နော်ဆိုတော့ဒါဟာဒီမြန်မာမီဒီယာအတွက်ကောဒီမြန်မာဒီဒီမိုကရေစီလှုပ်ရှားမှုအတွက်ပါကျွန်တော်တမန်မှတ်တန်တစ်ခုဖြစ်ကြံရစ်မယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်ခင်ဗျ မီဒီယာရဲ့အခန့်ကဏ္ဍကိုဒီစာအုပ်ကလည်း highlight လုပ်ပေးထားတာရှိတယ်လေ။ဒါဆိုတော့ဒီအထူးသဖြင့်ဒီနောက်ဆုံးကျွန်တော်လက်တလောဖြစ်တာဆိုရင်ဒါလွေဦးတော်လိုင်းရေးပေါ့နော်။2021မှာမီဒီယာရဲ့အခန့်ကဏ္ဍကဘယ်လောက်ကြီးမားတယ်။မီဒီယာတွေကိုဘယ်လောက်ဖဲနှိကွပင်မဲ့လဲ။ညစီမလို့ပေါ့နော်။ကျွန်တော်တို့ VOA တို့ဘာလို့အပါအဝင်ပေါ့။ဒီမီဒီယာတွေကမမမရပ်တည်နေတဲ့အတွက်အထူးသဖြင့် independent media လို့ခေါ်တဲ့မြစီမလို့အရာဝတီလိုမျိုးပေါ့နော်အဲ့လိုမျိုးမီဒီယာတွေကဆက်ပြီးရပ်တည်ပေးနေတဲ့အတွက်လည်းဒီဟာ ဟိုနောင်လူနောင်လာမဲ့မျိုးဆက်တစ်တည်းတော့အတူယူစရာအားကြစရာဖြစ်မယ်လို့တော့ကျွန်တော်တော့မြင်မိတယ်ဗျ။ဆိုတော့လူတို့ကိုမျက်စိဖွင့်ပေးတာလည်းမီဒီယာပဲ။လူတို့ကိုအသိပညာပေးနိုင်တာလည်းမီဒီယာပဲ။အမားအမှန်ကိုချင်းချိန်ပြနိုင်တာလည်းမီဒီယာပဲ။ဆိုတော့မီဒီယာကဘက်လိုက်သွားရင်အဲ့ဒီတိုင်းပြည်လည်းသွားတာအဲ့ဒီတိုင်းပြည်ကလည်းစနစ်ကလည်းသွားတာပဲလေ။ဆိုတော့မီဒီယာကမမမမရက်တည်ပြီးတော့သူ့ရဲ့အလုပ်ကိုပုံမှန်လေးလုပ်နေပေးဖို့ကဒီလူတို့အတွက်အမတန်အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေတယ်လို့ကျွန်တော်မြင်တယ်။ that day we tell we told that uh, everyone uh, we told about the situation to the team and အခုထုတ်ဝေလိုက်တဲ့မြမပြည်ရှိဆေးအုပ်ချုပ်ရေးကိုစန့်ကျင်ခြင်း1988 2024မြစည်းမမီဒီယာကြောင့်ပြည်ပတွင်မွေးဖွားပြည်တွင်းတွင်ပိတ်ပင်စာအုပ်ဟာနိုင်ငံတကာစာဖတ်ပရိသတ်တွေလက်လန်းမမီနိုင်တဲ့ဆရာနာရှင်စနစ်အတွင်းမှာ ြန်မာပြည်သူတွေဘလို့ဖြတ်တန်းနေရတဲ့ဆိုတဲ့အကြောင်းအရာတွေလည်းသိရှိနိုင်လိမ့်မယ်လို့ထိုင်းနိုင်ငံကတက္ကသိုလ်တခုမှပညာသင်ကြားနေတဲ့ CDM ကျောင်းသားတဦးကလည်းသူ့အမြင်ကိုပြောကြားပါရယ်ကျွန်တော်အနေနဲ့ကတော့ဒီစာအုပ်ပေါ်မှာဖြစ်ဒီမြန်မာနိုင်ငံတဲမှာတကယ်အတွင်းကြကြဖြစ်နေတဲ့အရာတွေပေါ့နော်ကျွန်တော်တို့ဒီ ဒီဟိုနိုင်တဲ့နိုင်ငံတကာအနေနဲ့နိုင်ငံတကာမှာရှိရတူတဲ့အနေနဲ့တခါကြရဲဟိုလက်လမ်းမသူတို့လက်လမ်းမမိနိုင်တဲ့အရာတွေကိုဒီစာအုပ်ထဲမှာဖတ်ကြည့်ရအဖြစ်အားသူတို့ရဲ့ဒီတတ်မှန်တဲ့ရှောက်ကဘယ်လိုမျိုးတွေဖြစ်လာတယ်ဘယ်လိုမျိုးတွေမြန်မာပြည်သူတွေဖြတ်တန်းခဲ့ရလဲဆိုတဲ့ဟာကိုဖြစ်ပြီးတော့မြန်မာပြည်သူတွေအတွက်ကိုပို့ပြီးတော့အထန်းရှင်းပို့ပြီးတော့ပို့လာနိုင်မယ်လို့တော့ထင်တယ်ဗျဟုတ်ဟုတ် နိုင်ငံတကာသတင်းတောင်များအတင်း FCCT မှာပြုလုပ်တဲ့မြစည်းမရဲ့26နှစ်သားဖြတ်တမ်းမှုမှတ်တမ်းစာအုပ်မိတ်ဆက်ပွဲမှာနိုင်ငံတကာသတင်းတောက်တွေရဲ့မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေတွေလွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးမေးမြန်းမှုတွေကိုလည်းအပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။မြန်မာပြည်ရှိစစ်အုပ်ချုပ်ရေးကိုစန့်ကျင်ခြင်း1988-2024မြစည်းမမီဒီယာကြောင့် ပြည်ပတွင်မွေးဖွားပြည်တွင်းတွင်ပိတ်ပင်စာအုပ်ကိုလက်ရှိမှာတော့အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေထားတာဖြစ်ပြီးအွန်လိုင်းကနေအမေဆုံးမှဝယ်ယူနိုင်ပြီဖြစ်တယ်လို့ Kindle version နဲ့လည်းရောင်းချပေးဖို့ပြင်ဆင်နေပါတယ်။ဒါ့အပြင်မြန်မာဘာသာနဲ့လည်းထုတ်ဝေဖို့ပြင်ဆင်နေပါတယ်ခင်ဗျာ။